မမေဆိုတော့ကျွန်တော်တို့အချိုကနေနဲ့ကျွန်တော်တို့ထွက်ပြီးတော့နှစ်ချက်လေးကနေထွက်ပြီးဆိုတော့ကျွန်တော်စောစောလေးမစ္စတာကစားလို့ရအောင်လို့ကျွန်တော်အမြန်ဆုံးလေးနဲ့ပေါ့နော်၃မိနစ်ပူရီယိုလေးပါပဲကျွန်တော်လာပြီးပြပြပေးတော့မယ်ဒီပူရီယိုလေးမှာတော့ကျွန်တော်က66ထွက်ပြီးသွားပြီညနေကို9:00ပိတ်နေပေါ့နော်9:00နောက်ပိတ်နေကျွန်တော်ဘိုင်းကစားခိုင်းတာလေပေါ့နော်သူတို့ကနှစ်ချက်လေးကနေကို9:00ပိတ်နေသူချပေးသွားတယ်ပေါ့နော်နာကိုဆိုတဲ့ကနေကို9:00ပိတ်နေချတယ်တော်တော်လေးပဲဘာမှအဲစိတ်တွေဟိုဟာဖြစ်ပါနဲ့ သူတို့အဲ့လိုမျိုးကဒါလုံနေကြပဲပေါ့နော်ရတယ်ပြဿနာမရှိဘူးเนาะကျွန်တော်တို့က6နောက်ပိတ်သွားလဲကျွန်တော်ရဲ့ခံမှန်းထားတယ်ကျွန်တော်ရဲ့မိုဘိုင်းကဏ္ဍကတော့59မဟုတ်ဘူးကျွန်တော်ဒီဘိုင်းပေးထားတယ်ကျွန်တော်ရဲ့ကဏ္ဍက6နောက်ပိတ်သွားပြီဆိုရင်ချိန်နေ100%လေးကိုပတ်တီဖြစ်တယ်လေးကိုပတ်တီကိုခုံုံညတစုံနဲ့အဲဒီဆလေးဘွယ်တိတိမဖောက်သေးတဲ့ကဏ္ဍပေါ့နော်ဆလေးဘွယ်တိတိမဖောက်သေးတဲ့ချိန်ကြီး90ဖြစ်တယ်အဲ့တော့90ကိုကျွန်တော်တို့ကအဲဒီက 6တော့ပိတ်ကြောင်မလို့ကြာလာတဲ့၄ခုနဲ့ကျွန်တော်တို့ကကတ်ပြီးတော့ကစားရမင်းလို့ကျွန်တော်ပြောထားခဲ့တယ်တကောကောင်းကဒီမှာ59ထွက်တာဖြစ်တော့ကျွန်တော်တို့ကမျိုးလင်းချက်ဖြစ်တာ29ဆိုတဲ့ကနေကတော့ဒါမှဖြစ်မနေထိုးကိုထိုးရမယ်ကနေဖြစ်တယ်ပေါ့နော်အဲ2 9ပေါ့နော်2 9ကတော့မိတ်ဆွေတွေဒါတော့ပါမရှင်းအနေနဲ့မိတ်ဆွေတွေကစားပြီးပါဘာကြောင့်လဲဆိုတော့6တော့ပိတ်သွားလို့ရှိလို့ရှိရင်2 9ဆိုတဲ့ကနေကတော့ထွက်တာဖြစ်တယ်လို့6နောက်ပိတ်လဲသူကလာကူလာတတ်ပါတယ်ပေါ့နော်9ပိုင်း9 break 9နောက်ကိုလိုက်နေတယ်ဆိုတော့မိတ်ဆွေတွေဒါကတော့ဒါကျွန်တော်ရဲ့ ပတ်တီမျိုးတော့မဟုတ်နော်ကျွန်တော်ပတ်တီဖြစ်နေကျွန်တော်မပေးထားဘူးသူဒီဒါကိုကိုလိုက်မယ်ဆိုရင်တော့မှကိုဘရိတ်ကိုချုပ်ပါပြီးတော့မှ ကိုပတ်တီကိုပတ်ပါအဲ့လိုမှကျွန်တော်ဒါထွက်ကောင်းထွက်မယ်လို့ကျွန်တော်ဒါယူဆထားတဲ့ကျွန်တော်မယူထားတဲ့ဒါပတိကိုဖြစ်ပါတယ်နော်ကျွန်တော်ထုတ်ပေးထားသမျှပတိလေးကိုဆိုပါနော်ကိုကိုတလုံးနဲ့ကျွန်တော်မပေးပါဘူးလေးကိုတစ်စုံဆက်စားအောင်ကျွန်တော်ပေးတယ် ထွက်သွားခဲ့တယ်လေးထွက်သွားခဲ့တယ်လေးထွက်သွားတော့ကိုးကြံတယ်ကိုးကိုတလုံးနဲ့ကြာလို့ရှိလို့ရှင်ဆက်လိုက်လို့မရတော့ဘူးကျွန်တော်ပြောတယ်ကိုးကိုကိုးဘရိတ်နဲ့ကြာမှကျွန်တော်တို့ကလိုက်ရတော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့မစ္စတာကိုကျွန်တော်ကပြောချင်တာက10ပတ်တီတလုံးနဲ့ကျွန်တော်ချပေးထားပြီမနက်က86ကျွန်တော်တို့ထွက်တယ်ဆိုရင်ညနေ4:00ကို90နဲ့ကပ်ပြီးတော့ထိုးပါနှစ်ကိုဒီတခွက်ကောင်းမဖြစ်မနေခဏဖြစ်ပါတယ်နော်နှစ်ကိုတခွက်ကောင်းကိုမဖြစ်မနေထည့်ပြီးတော့ထိုးပါကျွန်တော်ဒီပေးတဲ့ဗီဒီယိုလေးတွေမင်းတို့ချက်နဲ့တတ်တယ်ဆိုရင် like share subscribe လေးနဲ့လောက်သွားပြီးတော့ကုညီသွားပေးပါအောင်နော် မင်းတို့တို့အကျိုးရှိအောင်လို့တခြားတခြားသောဆရာဆရာလေးဗိုလ်ဘူးအတွင်းပတိပတိစားသဖြင့်ဟောနော်တို့ဒါဟောဘိုင်ဘာတယ်လီဂရမ်နေစားတဲ့နေရာတွေကိုခေါ်ပြီးတော့ဟောရှောင်းပြီးတော့ဒါဘယ်လိုပြောရမလဲတို့ဟိုဒါအဲ့လိုမျိုးခေါ်တော်လဲပဲကျွန်တော်လုံးဝမခေါ်ခဲ့ပါဘူးကျွန်တော်ပတိတွေကျွန်တော်စာသီးတွေကိုအစင်သမပြကျွန်တော်ဒီမှာအမြဲတစေပေါ့နော်ကျွန်တော်အကုန်လုံးကိုကျွန်တော်ချစ်ကိုညီကိုမိတ်ဆွေတွေအကုန်လုံးကိုကျွန်တော်ရစေချင်တာဖြစ်တယ်လို့ကျွန်တော်ချပြနေပါတယ် ်နော်အဇာတိကတော့100%ကျွန်တော်ကတော့ဘူဒူတွင်းဆိုလို့ရှိလို့ရှိရင်ကျွန်တော်နည်းနည်းငါကိုစုံထုတ်ပေးတယ်ဘူဒူတွင်းကိုကျွန်တော်ပတိတလုံးထုတ်ပေးတယ်ဒါတွေကတော့100%တရားဂိုင်လုံးသောပတိတွေဖြစ်ပါတယ်တခြားတခြားသောဆရာတွေလည်းဒီလိုမျိုးပဲအမှန်ကန်ပတိတွေကိုသူတို့ကပတ်ဝေးနေဖြစ်စေအဲဒါမှန်မှန်ဝင်ကြီးနေဖြစ်စေခေါ်နေပြီမြင်ကျွန်တော်ကတော့ကျွန်တော်ညီကိုမွေးဆွေတွေကိုရသခြင်းနဲ့ကျွန်တော်ဒီထိုးသားဘက်မှာအမြင်နဲ့ရက်တီတဲ့ခေါ်ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်အကောင်းဆုံးလို့ရှာပေးပေးထားတယ်ဒီညနေမှာ80အချင်းဖြစ်ပါတယ်၄ကိုးနဲ့ပဲကတ်ထိုးပေးပါ၂ကိုးတစ်ခွက်အကောင်းမှာအားလုံးပဲပေါက်ကြပါစီနော်